ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ဟမ်အမေဒီနေ့လည်းထပ်ပြီးအသီးနှံနဲ့အများကြီးဝယ်လာပြန်ပြီအိမ်မှာသင်္ဘောသီးတွေတောင်တလောက်များကြံသေးတာ哦အဲ့တော့လေဘာဖြစ်လဲချွေးမလေးရဲ့ တလောက်နဲ့အတော်ကြမှာငါတို့အိမ်ကိုပျော်ရွှင်ခြင်းလေးရောက်လာတာ哦ဒီတော့နေုံကဘာမှစားရတော့ရအခက်ခဲလည်းမဖြစ်စေချင်ဘူးလေငါညနေကျရင်နေုံမုံချိုလုံးတွေပါလှုပ်ပေးဖို့တွေးထားသေးတယ်ဘေးရင်ကတော်ကြီးကိုကြည့်ပါဦးသူ့ချေးမောက်ချက်လိုက်တာမှငါရောက်ခမအိမ်ကဟာတွေကတော့ငါ့အတွက်ဆိုပြီးတခုတောင်ဝယ်ချမ်းလာတာမျိုးမရှိဘူးဒီလိုပြောပြီးတက်မာကတော့ဒေါသတကြီးနဲ့အောက်ကိုဆင်းလာခဲ့ပါတယ်ဒီလိုမျိုးသူဒေါသထွက်ပြီးအောက်ဆင်းလာတာကိုမြင်ပြီးတော့အီအီကသူ့ရောင်းမကိုပြောလိုက်ပါတယ် ဟင်အမရေလေကားပေါ်ကနေဖြစ်ဖြစ်သာသာဆဲမလားဒီလိုမျိုးကုံက6လလောက်ချိန်မှာလမ်းကိုလည်းဖြစ်ဖြစ်မှန်မှန်ရှောက်ရတယ်တလောက်ကြီးလေကားပေါ်တဒုံဒုံဆင်းလာတာကလေးအတွက်မကောင်းဘူးမရေဟဲ့အီအီနင်းကလည်းမသိရင်ပြောနေတာနင်းမဲအကုံသေးအကုံတက်နေတယ်လို့ပဲနော်နင်းအလောက်ငေါ့စိတ်ဘူးတဲ့ဆိုရင်လည်းငါအတွက်အသီးနဲ့နေပါရီဝယ်လာပေးလေဩအိမ်မှာမလကာသီးတို့ပါတော့ရှိတာပဲလေချွေးမလေးရဲ့ကျမအဲ့ဒါတွေမစားချင်ဘူးနေ့တိုင်းနေ့တိုင်းစားနေရတာ ကျမလည်းတခါတလေအပြောင်းလဲလေးပါလေးစားချင်တယ်။သင်မောသီတို့မုံအချို့လုံးတို့လေ။ဟဲ့ဒီလိုအချိန်နေမှာနင်သင်မောသီစားလို့မှမရသေးတာ။မကြွေးချင်လည်းမကြွေးချင်ဘူးလို့ပြောလိုက်ပါလား။အဲ့လိုမျိုးစင်ချေစင်လက်တွေလာပေးမနေနဲ့။ဒီလိုပြောပြီးတမကတော့ဒိုအီးကိုစိတ်ဆိုးနေပါတယ်။ဒါပေမဲ့ဒိုအီးကတော့သူတောင်းဆိုသလိုလုပ်မပေးပါဘူးဒီလိုနဲ့ပဲတီယပီတီယကြားသွားခဲ့ကတီယမတို့သူတို့ရက်ွက်သေးကိုအယုတ်သိမ်းတသိမ်းကရောက်လာခဲ့ပါတယ်။တမီးရဲ့ နင်ပါရုပ်လေးများလှုပ်ချင်လဲပြောလေကြိုက်တာရွေးလိုက်အော်အမေသမီးတော့ဟိုပန်းရောင်ရုပ်လေးကြိုက်တယ်ဟုတ်ပါကွယ်ပန်းရောင်ရုပ်လေးကလှလိုက်တာငါလည်းသဘောကျတယ်အမေသူများအိမ်ကချွေးမောက်သွားပြီးအကြံဉာဏ်ပေးနေမှအစားကို့ချွေးမောက်လည်းနည်းနည်းလောက်တော့အရေးလုံးကျမလည်းဒီရုပ်တွေသဘောကျတယ်သမီးတို့လည်းအရုပ်လေးနည်းနည်းလောက်ဝယ်ပေးလို့ရရင်နော်အော်ချွေးမောက်လေးရယ်ဒါတွေအခုဝယ်ပြီးဘာလုပ်လို့ရအောင်မလဲအခုဝယ်ထားရင်စုပ်သွားပြီးပြစ်လိုက်ရမှာပဲ ချွေးမလေးရွှေရအခုဆိုကိုဝင်ကိုလာတဲ့ရောက်နေပြီလေအဲ့ဒါကြောင့်သူကဝယ်တာနေလဲအဲ့ဒီချိန်ရောက်ငါဝယ်ပေးပါမယ်မဝယ်ပေးချင်လဲနေပါမယ်ရဲ့သိတာပဲအမေတို့ကျမဆိုဘတော်မှရေးမလို့ပဲဘာမှမဝယ်ပေးချင်ဘူးဆိုတာလေတခါထပ်ပြီးတမကတော့စိတ်ဆိုးကအင်းလေးကိုပြန်ဝင်သွားပြန်ပါလေဒီလိုနဲ့ပဲရဲနဲ့ငယ်ကြာသွားပါတော့တယ်။အော်အီအီနေကနှင့်အမေနှင့်အကိုနဲ့နှင့်တွေ့ကြတော့လက်ဖိတ်ဖြော်ပြီးငါ့ကိုကြတော့တောက်မလားလို့တော့မမေးပါလား။ တမကြီးကြာတိဂရုကအရင်ပူလာပြီလေပြီးတော့မင်းကိုဝင်ရလေခြောက်လာလေးကိုဝင်နေပြီဆိုတော့အခုလိုအချိန်မှာလဖိရီတောက်တာကလေးတော်မကောင်းဘူးရှင်တော့ကျမကိုဘာမှမပေးချင်မဲရှင်တော့ကျမလိုချင်တာမဝယ်ပေးနိုင်စားချင်တာလည်းဝယ်ကျွေးနိုင်တဲ့အရေးချင်းမရှိဘူးဆိုရင်ရှင်တို့မှအဖြစ်မရှိဘူးလို့တက်တက်ပဲပြောလိုက်စမ်းပါဘာလို့ကျမကိုဝင်ပဲလာလာပြီးထဲပြောနေရတာလဲအလိုမဟုတ်ပါဘူးချွေးမလေးရဲ့နင်တကယ်လို့အရန်တောက်ချင်နေတာဆိုရင်လဖိရီတစ်ခွက်ကိုနင်ယူတောက်လိုက်နော် တော်ဤလိန်တက်မာကကောင်းပါနေတာကြောင့်မို့လက်ဖြည့်ရီကိုနည်းနည်းခွဲပြီးတော့တက်လိုက်ပါတယ်ဒီလိုနဲ့ပဲရန်နေငယ်လောက်ကြာသွားခဲ့ပါတယ်တည့်ရမတော့သူလိန်အင်းအပေါ်တက်ကနေကြည့်နေတော့မှပဲသူတို့အင်းဘေးကရွှေကြီးကရက်ွက်ထင်းမှလာရောက်နေမုံသေးစီးကနေပြီးစပြစ်တိချောက်ဘာနန်စီးချောင်းနေတခြားအစီစံတွေဝေစားနေတာကိုတွေ့လိုက်ရပါတယ်ဒါကိုမြင်ပြီးတော့တက်မာလေးအောက်ကိုဆင်းလာပြီးသူ့ရောက်ခမကိုပြောလိုက်ပါတယ်အမေတော်ရသူ့ချိန်မှအတွက်အသေးချောက်လေးတွေဝယ်ကျွေးနေတယ် အဲ့ဒါမြင်လို့တမီလည်းအဲ့ဒါလေးတွေအရန်စားချက်နာပဲအမေတမီကိုဝဲကျွေးပါနော်ချွေးမလေးအခုဟာအရန်ပူနေတဲ့ချိန်နေပြီးတော့အဲ့လိုအသီးချောက်တွေကလောလောဆယ်နေ့ချိန်နေနဲ့စားလို့မဖြစ်သေးဘူးအမေပြောတာမှန်တယ်တကယ်ရရှာသီဥတုကလည်းအရန်ပူနေတာအဲ့တော့အမေတို့ကလူရတီနဲ့မကြိုက်တဲ့အဲ့ဒီစားဆောင်မဝယ်ပေးနိုင်ဘူးဆိုရင်ကျမတို့တခြားအေးတဲ့ဟာတစ်ခုခုဝယ်ကျွေးအဲ့ဒါပါမဝယ်ကျွေးနိုင်ဘူးလို့ပြောမှတော့မဟုတ်ဘူးမလားတမကြီးမင်းဘာလို့ကိစ္စတည်တည်လေးတွေကိုကြင်ချေပြောနေရလဲ အမေကမင်းကိုမကြွေးကျင်လို့ပြောနေတာမဟုတ်ဘူးလေမင်းအခြေအနေနဲ့စားလို့မသင့်တော်တာတွေကိုရှင်းပြနေတာကိုမင်းနဲ့ဆိုစားပေါင်းစုံစားပေးရတာမှန်နေဒါမဲ့အချိန်အခါလိုက်ပြီးစားပေးရမှာရှင်အသာနေဆက်မှာရှင်နားလည်မှာမဟုတ်ပါဘူးကိုဝင်ဆောင်ကာလမှာအမျိုးသမီးတွေရဲ့ဝေဒနာကိုရှင်ကဘယ်လိုလုပ်သိမှာလဲဘာပဲဖြစ်ဖြစ်ရှင်ရှင့်မေစကားပဲရှင်နားထောင်တာလေဒီလိုနဲ့ပဲသူဟာထပ်ပြီးစိတ်ဆိုးသွားပြန်ပါတယ်ပြီးတော့ထပ်ပြီးနေရတွေ့ကြလာခဲ့ပါတယ် တမ်ပါလေးရက်ွက်ထဲကကလေးတွေကိုပစံပေးပြီးအသီးချောင်တွေနဲ့တခြားသူစားကြင်နာတွေကိုဝေကအိမ်မိုးတံမှာတယောက်ထင်းထိုင်စားပါတော့တယ်။ဒီခါမှပဲအိမ်ပေါ်မှာလေးကျင်ကန်လာလို့တဲ့ရွှေကြီးကတမ်ပါကိုတွေးသွားပါတော့တယ်။ဟမ်တမ်ပါနင်ဘာလုပ်နေရလဲ။နင်ဒီလိုချိန်ကြီးမှာစပစ်သီးချောင်တွေဘာတွေဘာလို့စားနေရလဲ။စားတော့ဘာဖြစ်လဲဟာ။နင်အောင်စားသေးတာပဲ။ဒီလိုအသီးနှံချောက်တွေကနင်တို့လိုတထေးတွေပဲစားနိုင်တာလား။ငါတို့လိုလူတွေကစားလို့မရအောင်လား။ဟာအဲ့လိုပြောချင်တာမဟုတ်ပါဘူး။ ငါနင်တို့ကောင်းဖို့အတွက်ပြောပေးနေတာပါငါလည်းနှစ်လူမျိုးတွေ့ပြီးနှစ်လူမျိုးနေထိုင်စားတောက်ခဲ့တယ်ဒါပေမဲ့ငါလည်းဒုက္ခရောက်ခဲ့ရလို့ငါပြောတာပါအဲ့ဒါကြောင့်ငါနှစ်ကိုလည်းဒုက္ခမရောက်စေချင်လို့ပြောပြနေတာစားတာတောက်တာမှစင်ရဲလို့ချမ်းသာလို့ဆိုတာမရှိပါဘူးပြီးတော့တလောက်ပူနေတာကိုနင်အပေါဆုံးထက်ကိုတက်ပြီးမနေနဲ့လေအောက်ကိုဆင်းဒီအိမ်မှာပူလွန်းလို့လေတိုက်တဲ့နေရာမှာပဲနေလို့ကောင်းတာနင်အိမ်မှာတော့အဲကိုနဲ့ပန်ကားရရှိတယ်ဆိုတော့ငါလိုမျိုးမှမနေဘူးတာ အဲ့ဒါကြောင့်နေရအချိန်တိုင်းငါ့ကိုလာပြီးနှိမ်ချနေရပေါ့ငါတို့လိုစင်းရဲသားတွေကတော့ပန်ကာလီတောင်ကောင်းကောင်းမခံနိုင်ဘူးလေအဲ့ဒါကြောင့်အေးတဲ့နေရာပဲရှာပြီးနေရတာပဲလေဒါတော့နေရငါ့ကိုလိုက်ပြောနေအောင်မလားတမ္မာလေးရွှေကြီးပြောတာကိုတခွန်းမှနားမထောင်မေးစိတ်ဆိုးကအောက်ထက်ကိုဆင်းသွားပါတော့တယ်ဒီလိုနဲ့ပဲတည့်ရပီးတည့်ရကုံဆုံးလာခရင်ရွှေကြီးဟာနင်းနေညညအင်ပေါ်တက်သူမဟုတ်အင်းအောက်ထက်မှာမကြာခဏဆိုသလိုကိုလက်လေးချင်းကနေလုံနေတက်တာကိုတမ္မာကမြင်နေရပါတယ်ဒါကြောင့်သူလေးတယောက်ထိပ်ပြောလိုက်ပါတယ် ။အော်ချမ်းသာတဲ့လူတွေများကောင်းလိုက်တာ။ငါတော့အချိန်တိုင်းသူများပဲအားကြနေရတယ်။သူ့အဆုံကြည့်ပါလား။ကလေးအတွက်ကောင်းကောင်းနဲ့စားတယ်၊တောက်တယ်။အချိန်မှန်လှိမ့်ကျင်ခံလဲလောက်တယ်။ဒီအိမ်မှာတော့ငါတို့ခုခုလုပ်မယ်လို့ပြောလိုက်ရင်သူတို့ကလိုက်ဓာတ်ဖို့ပဲကြည်ညာလေ။ငါတို့ကဆင်းရဲတယ်ဆိုတိုင်းသူများနေတယ်လို့မနေရတော့ဘူးလား။လှိမ့်ကျင်ခံလောက်တာရောပတ်စံပလောက်များကုံမမလို့လဲ။ဒီလိုပြောပြီးတမ္မာလေးအိမ်မှာတယောက်တည်းလေ့ကျင့်ခန်းတွေလုပ်နေပါသေး။ ဒီခါမှာပဲသူတို့အင်းရှိကဖြတ်လာတဲ့ရွှေရည်ဟာသူလေးချင်းငယ်လောက်တာကိုမြင်ပြီးတော့အိမ်ထဲဝင်လာကပြောလိုက်ပါတယ်။တမမကြီးနင်ပါရီလောက်နေရလဲ။နင်ကောင်းရောကောင်းသေးရလား။နင်ပါလို့ဒီလိုလှလှရှာရှာတွေလောက်နေရလဲ။ပြီးတော့အဲ့လိုတွေလောက်နေစရာဘာလို့လို့လဲ။ဘာလို့လဲ။နင်လောက်တဲ့လေးချင်းခန့်ပဲလူချမ်းသာတွေပဲလောက်တာလား။နင်တို့လိုချမ်းသာတဲ့သူတွေပဲလက်ခွင့်ရှိရလားပြော။တမမနင်ကအရာရာတိုင်းကိုပတ်စံနဲ့လိုက်တိုင်းတာနေရပဲ။ငါနင်ကောင်းကျိုးအတွက်ကိုပြောနေတာ။ ငါနဲ့အကောင်ပြောနေဘာလို့နားမလဲတာလဲနားမလဲတော့ဘာဖြစ်လဲငါ့ကိုလာပြီးရှင်းပြနေဖို့လည်းမလိုအပ်ဘူးဘယ်ဟာမှားလဲဘယ်ဟာမှန်လဲငါသိတယ်ရှင်းပြီလားနောက်ကိုလာမပြောနဲ့သူ့နားလည်အောင်ရှင်းပြဖို့ဆိုတာတော်တော်ခက်တာပဲနော် ဟုတ်ပါတော့ရဲ့တက်မှာကျမပြောတာတွေကိုနားလည်ရင်ကောင်းမှာပဲကျမမှားခဲ့တယ်လို့မျိုးသူ့ကိုလည်းမမားစေချင်လို့ပါကျမလည်းတီလို့ပဲအစတော့ကကောင်းမှာခဲ့တာကြောင့်ဒုက္ခတွေ့ခဲ့ရတာကြောင့်မဟုတ်ပါငါပြောတာပဲနားလည်စမ်းပါနင်အဲ့လောက်စရာလှုပ်ချင်နေဆိုရင် ငါရခမောက်နေမဲလှုပ်လိုက်တော့ငါဘာသာငါဘာဖြစ်ဖြစ်နင်းနဲ့မဆိုင်ပါဘူးကို့နေရာကို့နေဒီလိုပြောပြီးတက်မာလေးထပ်ပြီးမျက်နှာကြီးစူပုတ်ခါထွက်သွားခဲ့ပါတယ်ပြီးတော့နောက်ပိုင်းမှာလေးတက်မာလေးအိမ်မှာလူတွေလစ်တာနေသူစားကျင်တာတွေကိုသာစိတ်ကြိုက်စားနေပါတော့တယ်လူလူရင်အေးအေးတွေတောက်ပြီးတော့လက်ဖြည့်ရီတောက်တာအပြင်းစားရီစားတာမျိုးစုံကိုလုံနေပါတယ်တခါတလေတင်မောသီးတွေကိုကိုယ်တိုင်ဝယ်လာပြီးအိမ်မှာလူမမြင်အောင်တိတ်တိတ်ကလေးစားပါသေးတယ်ဒီလိုနဲ့တည့်ရမှာတော့ ော်ရီလိန်တူသမီဖြစ်သူနဲ့အတူတူဈေးကနေဘာဒန်ဈေးဗီနီလာ ချောကလန်စတဲ့အရာတာမျိုးစုံဆက်ထားတဲ့ရေကင်းမုန်တွေကိုဝယ်လာခဲ့ပါတယ်။ချွေးမလေးရေရာသီဥတုကအရန်ပူလာပြီးဆိုတော့ဒီမဲငါနဲ့တော့ရေခဲမုန်ယူလာပေးတယ်။အတော်ရေရာသီဥတုကပူတော့ရေခဲမုန်ဆိုစားလို့ကောင်းမှာပဲနော်။အရာတာလည်းမျိုးစုံနဲ့ဆိုတော့ကျမလည်းစားချင်လိုက်တာ။ကျမအဲ့လိုရေခဲမုန်ဆိုအရန်ကြိုက်တာ။ဒါပေမဲ့အဲ့လိုအရာတာမျိုးစုံနဲ့ရေခဲမုန်အမစားလို့မဖြစ်ဘူးလေ။ အမတခုခုဖြင့်ဘလို့လုံးမလဲအမတခုခုမစားခင်ပိုက်ထရာကလေးကိုစဉ်းစားအောင်လေတော်လိုက်ကြပါတော့ငါလည်းအဲ့လိုရေခဲမုံကြိုက်လို့အဲ့ဒါပဲစားမှာငါဘာမှလာပြောမနေနဲ့တက်မာရဲ့စိတ်မဆိုးပါနဲ့နေရောင်းမလေးကနေအကောင့်နဲ့ပြောနေတာပါလူတိုင်းဟာရှင်းပြနေတာတောင်ချွေကြီးကတော့နည်းနည်းလေးတောင်နားမထောင်ပေအိမ်လေးကိုဝင်သွားပါတော့တယ်ဒီလိုနဲ့ပဲတဖြည်းဖြည်းမနဲ့ကနေညနေထိရောက်သွားပါတော့တယ်ဒါတောင်သူဟာအခန်းထဲကနေထွက်မလာပဲထမင်းလေးမစားပါဘူးဘာလို့လဲတော့ တက်မှာထမင်းဆောင်တယ်လားမသိတော့ပါဘူးသမီးရဲ့ကိုဝင်6လတည်းဝင်ပါပြီဆိုတဲ့ဟာအမြဲသူစားချင်တာမစားရလို့ပြဿနာရှာနေတာသူများပြောတာလည်းနားမထောင်လေအခုလည်းမနဲ့တည်းကဘာဆိုဘာမှမစားဘူးငါတော့စိတ်ပူလိုက်တာဒီလိုဆိုတခုခုဖြစ်တော့မှာပဲအမေအမဘာလို့စိတ်ကောက်နေလဲဆိုတော့သမီးသိရဲ့သူ့ထမင်းကျွေးလို့လည်းစားမှာမဟုတ်ဘူးဒီတော့သူစားချင်တဲ့အရသာဆုံးရေခဲမုံကျွေးမှဖြစ်မယ်ဒါပေမဲ့ငါ့မှာပတ်စံ၄900ပဲရှိတယ် အဲ့ဒီအရသာဆုံးရေခဲမုံက3000ရှိရမလား။ကိစ္စမရှိပါအမေရဲ့။ကျမအတွက်ဝယ်ထားတာကိုကျမစားချင်လို့ထားထားတာတော့ရှိရဲ့။အဲ့ဒါလေးပဲသူ့ပေးလိုက်ပါတော့။ဟုတ်တယ်။အဲ့ဒါနဲသိနော်နည်းနည်းထက်ဝယ်လိုက်။ဒါဆိုသူစားချင်တဲ့လောက်အမစားလို့ရမှာပါ။ဒီလိုနဲ့ပဲဒေါ်အီလေအင်းနီနာချင်းရွှေရီတို့အင်းကရေခဲမုံတွေကိုလည်းယူပြီးရေခဲမုံတွေကိုထပ်ပြီးလဲဝယ်လာခဲ့ပါလေ။ပြီးတော့ဒေါ်အီလေဘာနန်စီထောပတ်သီးဗီနီလာချောကလက်ဒင်းချင်းစတဲ့ရေခဲမုံတွေအများကြီးကိုဝယ်လာပြီး အင်ကိုယူကစပွဲပေါ်ကိုတင်ပေးလိုက်ပါတယ်။ချွေးမလေးရေညနေတောင်စောင်းနေပြီ။တကားဖွင့်မှာတော့ဒီမဲ့ငါမှရှိတဲ့ပတ်စံလေးနဲ့နင်စားချင်တဲ့ရေခဲမုံတွေဝယ်လာတယ်လေ။နင်တကားဖွင့်ပြီးရေခဲမုံလာစားလိုက်။နေပါစေအမေ။တမိပါရေခဲမုံမှမစားချင်ဘူး။သမီးပိုက်တွေထဲမှာအရန်ပူလောင်နေပေမဲ့ထက်ပြီးအမေတို့ပြောတာဆိုတာလည်းမခံနိုင်တော့ဘူးဘလို့ပိုက်ထဲမှာပူဆက်ပူလောင်ဖြစ်နေလားအတော်ကျမလည်းအဲ့လိုပဲဖြစ်ခဲ့တာ ြည်ရတာသူဘသူမှမသိအောင်မတဲ့တာတွေရှောက်စားထားတာတွေကဖြစ်လာပြီထင်တယ်။အမေကျမတို့သူ့အမြန်ဆုံးဆေးရုံခေါ်သွားမှဖြစ်မယ်။ကျမတို့သာနည်းနည်းလေးနောက်ကျရင်ဘာမှမဆိုဖြစ်သွားနိုင်နဲ့။ဒီလိုနဲ့ရွှေကြီးရဲ့ပြောကြောင်းအလုံးလေးတမဟုအမြန်ဆေးရုံကိုခေါ်သွားနိုင်ကြပါတယ်။ဆေးရုံရောက်တဲ့အခါမှာတော့စားတော့တွေကိုအထင်းကွမဲ့စားတာကြောင့်ကိုဝင်တွေကိုထိခိုက်သွားတာလို့ဆေးရုံဝင်ကပြောလိုက်ပါတော့တယ်။ဒါပေမဲ့အချိန်မီကုသလိုက်နိုင်တော့မလို့ကလေးရောအမေရောဘေးကင်းသွားပါတော့တယ်။ ။ဒါရီကြုံပြီးတဲ့အခါမှာတော့တမန်လေးသူ့မသူသဘောပေါက်သွားပါတော့တယ်။ကျမကိုအားလုံးပဲခွင့်လွှတ်ကြပါ။ဒီနေ့သာအားလုံးဆော့ဆော့ဆီဆီဆေးရုံမပို့နိုင်ခဲ့ရင်ကျမဒီလိုမျိုးအဆင်ပြေပါမလားတော့မသိဘူး။ရွှေကြီးကျေးဇူးပါနော်။ငါ့ကိုကူညီပေးလို့ကိစ္စမရှိပါဘူးတတ်ပါရဲ့အခုနေကိုဝင်6လမှာဘလို့နေထိုင်စားတော့ရလဲကိုဝင်9လရောက်ရင်ဘလို့နေထိုင်စားတော့ရလဲကောင်းကောင်းသိလောက်ပါပြီနေကိုဝင်9လထဲရောက်ရင်တော့လေနင်းစားချင်တာတွေအကုန်စားလို့ရပြီမဟုတ် ငါနှစ်ကိုကိုယ်တိုင်လှုပ်ကြွေးပါမယ်ပြီးတော့ငါလည်းနင်းနဲ့တူတူစားပေးပါမယ်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တည်းဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်